အားလုံးပဲမိတ်လာပါပေါ့နော်ကျွန်တော်ဒီနေ့မှတော့ကျွန်တော်တာမျိုးမီးကြီးကျွန်တော်ပြပေးနေတယ်ကျွန်တော်ပြောပြပေးမယ်ပေါ့နော်ဒီမီးကြီးတွေကျွန်တော်တို့ဘယ်လိုပြပေးရလဲဆိုကျွန်တော်ပြောပြပေးမယ်အရင်ဆုံးကျွန်တော်တို့ဒီကောင်းလက်မယ်ဒီကောင်းဖွင့်ကြည့်တော့ဒီကောင်းမကောင်းတော့ဘူးပေါ့နော်မဲ့ကီလိုမီတာဘယ်လိုမှမလင်းဘူးဒီနေ့ cloud light တို့လည်းတက်ခဲတဲ့တလုံးတုံးနေကြရတယ်ပေါ့နော်ဒီနေ့တက်ခဲရမငြိမ်ဘူးပေါ့နော်အဲ့ဘက်ကျွန်တော်တို့ပြန်ဒီကောင်းလေးကိုလက်မယ်ဒီဘလူးလက်မလေးဆိုတော့ဒီကောင်းလေးကိုတန်းချုံလေးနဲ့ဒီဘီမှာကောလေးကထားရပါတော့မီဒီအစ်စ်တွေဆိုရင်ဒီဘီမှာကောလေးကထားတယ်အဲကောလေးကိုကျွန်တော်တို့ အဲကျွန်တော်တို့အပူခန်းနဲ့ကျွန်တော်တို့ထိုးလက်လေးရတယ်အပူခန်းနဲ့ထိုးမလဲချင်ဘူးဆိုရင်ကျွန်တော်ဒါမျိုးပန်းချောင်းလေးလေးလက်ရပါဘောဒီတန်းချောင်းလေးလို့ထိုးလိုက်ဘယ်လိုနဲ့နဲ့တိုင်းမထိုးနိုင်ဘူးနည်းနည်းထိုးလိုက်နည်းနည်းထိုးပြီးတော့ဒီတိုင်းဝိုင်းလိုက်ပါနော်โอเคအဲ့လိုလေးဝိုင်းလိုက်ပါဒီကုန်လေးကဒါလက်ပြီးသားလေးပါအဲ့လိုတစ်ဖက်ရေးပြီးဝိုင်းလိုက်ပါနော်ဒီကုန်လေးလက်ပြီးသားလေးလွတ်လွတ်လက်ရပါတယ်အာဒီလေးကိုလက်လိုက်ပါနော်โอเคဒီကုန်လေးကျွန်တော်ပြေးကတ်ထားလိုက်မယ် ဒီပုံလှမ်းပေါ့နော်အကလီလေးတော့ကျွန်တော်ချက်လိုက်မှာပေါ့နော်။ကြောက်လေအသိမကောင်းဘူးနော်။ကျွန်တော်ကြောက်လေအရင်ကျွန်တော်ခါတိုင်းလက်နေတာ။ခါတိုင်းလက်နေကြောက်လေရှိလေကျွန်တော်ပျောက်သွားတယ်ပေါ့နော်။ပျောက်သွားတယ်အဲ့တော့ကြောင့်ကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော်ဖြစ်တဲ့လူလေးပဲကျွန်တော်လှဲ။အနှက်ကဖြစ်တဲ့လူလေးပဲချက်ကြတယ်ပေါ့နော်။ Okay ဒီမင်းဒီဝိုင်းပြုတ်သွားတာပေါ့နော်။ အခုပဲကျွန်တော်ရှိရောက်လာတဲ့မီဒီဒါမျိုးမီဒီအများကြီးပါဒါမျိုးတကယ်တည်းကမငြိမ်တော့ဘူးနော်ကျွန်တော်တကယ်တည်းမငြိမ်တော့ဒါမျိုးဝိုင်ယာတွေပြက်ကုန်တာများတယ်ပေါ့နော်ဒါမျိုးဝိုင်ယာတွေပြက်ကုန်တာများတယ်အဲကျွန်တော်အရင်ဗီဒီယိုမှာတင်ထားတဲ့မီဒီမှာလည်းဒါမျိုးတကယ်ပိုင်းဝိုင်ယာပဲပြက်သွားတယ်ပေါ့နော်ဒါမျိုးတကယ်ဝိုင်ယာပဲပြက်သွားတယ်ဘာလို့သူကဝိုင်ယာတွေပြက်ထားလဲဆိုရင်ကျွန်တော်အရင်ဗီဒီယိုမှာလည်းကျွန်တော် ပြောနေကြပေါ့နော်ဒီဖော်တုံးလေးကဒါထည့်ပြီးကျွန်တော်ထည့်ပြီးထားတာမဟုတ်ပါဘူးဒီဖော်တုံးလေးကကျွန်တော်ဒီတကယ်ကိုငြိမ်အောင်လို့ပေါ့နော်ဒီတကယ်ကဒီတိုင်းတက်တယ်တက်ပြီးဒီဖော်တုံးကအပေါ်ကနေပြီးတော့ဒါမျိုး ဒါမျိုးမီးပြားလေးနဲ့ပေါ့နော်ဒီလိုဒီလိုချင်းရှားထဲမှာခုပေးထားပေါ့နော်ခုမှဒါမှမီးပြားလေးနဲ့ထိမ့်ပြီးတော့တကယ်မလုပ်တော့မှာပေါ့နော်အခုစဉ်းဒီမလုပ်မလုပ်မလုပ်တော့ဘူးနော်အစမ်းတော့ကျွန်တော်တို့ဒီဖော်လုံးနဲ့ကျွန်တော်တို့ဘေးကိုဒီလိုချရတယ်မချရနိုင်ဘူးလေကောဒါမျိုး client လှုပ်နေပေါ့နော်ဒီဒါမျိုး client လှုပ်နေပေါ့နော်အဲ့တော့ကြောင့်မှာဒီနေ့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်တို့အင်းခဲစော်ပြရမယ်ပေါ့နော်ခဲစော်ပြရမယ်ဆိုရင်တော့ဒီကောင်ဝါယာလေးကိုအစားဖော်လိုက်မယ်ပေါ့ Một cái chi li này sao có thể dài của nó ta hãy xin một bộ ảnh này nhà của nó cái thứ lao gì đẹp nó nó ra rồi sao lại nó nên đi về phố bị đấy ကြောက်လေကြောက်လေကျွန်တော်မှမကောင်းလို့ကျွန်တော်လက်တင်နိုင်မှာကျွန်တော်အခက်ခဲရှိနေပါဘူးနော်။ဒီကျွန်တော်ဒီကောင်းလေးမလက်တော့ဘူးကော။ဒီဖြစ်တယ်လို့လေးပဲကျွန်တော်။ဒါဒီစားကိတ်ကလေးကဒါပြန်တက်နေခက်တယ်ပေါ့နော်။ဒီစားကိတ်ကတော့ပြန်တက်နေခက်တယ်။အဲ့ဒါနော်။ Okay ။ကျွန်တော်ဒီနေရာမှာဘာလို့ဒီမိကြီးသွားနေလဲဆိုတော့ဒီဝါယာလေးကဒီလိုတူမိပြားရင်ဒီမိကြီးအနှုတ်ပေါ့နော်။အနှုတ်ကိုသွားတူလေတော့ကျွန်တော်တို့လင်းလာတာပဲဖြစ်တယ်ပေါ့နော်။ဒီဝါယာအမြင်လေးကပေါ့နော်။ဒီကျွန်တော် ဒီတခဲလေးရပေးမှလေးဆိုရင်တော့ဒီတခဲအပေါ်တူးလိုက်မှာပေါ့နော်ဒီဘက်ဆုံးကမှာပေါ့နော်ဒီဘက်နဲ့အပေါင်းလေးရှိတယ်အဲ့ဒီအပေါင်းလေးကတော့တူးလိုက်မယ်โอเคဒီညမှာကျွန်တော်တို့ဒီမီဒီယာတွေတခဲတာကျွန်တော်တို့အဲ ဒီ media တက်ခဲ့တာကျွန်တော်တက်မလိုက်ဘူးနော်ကျွန်တော်တို့အိမ်ဒီမှာရှိတဲ့ AC ဒီ black ကိုလည်းတက်လိုက်တာပါဒီတက်ခဲ့တက်မလိုက်ပါဘူးကျွန်တော်အဲကျွန်တော်ဒီမိတ်ဆွေရဲ့ကျွန်တော်ကျွန်တော်ရဲ့ဒီပရိသတ်တွေကဒီတန်ဒါမျိုးမီဒီပြင်းတဲ့ခါမှာတက်လိုက်မှကြောင်းနေစုံတော့နော်ကျွန်တော်ပြမယ်သူတို့ချင်း wire ပူလိုက်တာမှာမီလေးကိုဖြင်းဖြင်းဖြင်းဆိုထွက်လာမှာမလို့ဒီမယ်နော်ကြားမယ်နော်သူတို့အဲကျွန်တော်အပြာရောင်လေးရတာဒီတက်ခဲ့ရတာအနှုတ်ပေါ့နော်ဒီအနီလေးရတော့ပေါင်းပေါ့နော်ခပ်ပြမယ်โอเคတွေ့လားဒီမှာသူတို့ချင်းမီလေးပဲပွင့်ရပေါ့နော်တွေ့လား ဖျားကြီးပါမိခိုးလေးတော့နည်းနည်းထွက်တယ်ပေါ့နော်မိခိုးလေးနည်းနည်းထွက်လာပါတယ်လက်ကလေးနည်းနည်းပူရပေါ့နော်လောက်ပဲပေါ့နော်ဒီကံကပူပေါ့ကျွန်တော်တက်လိုက်ချင်းပါရင်လုံးဝမရှိဘူးပေါ့နော်ကျွန်တော်တို့စားခဲ့ပလန်ကြီးတဲ့အခါမှာလည်းကျွန်တော်ပြမယ်ဒီဖက်မယ်ဒီဒီကောင်လေးပဲဒီအပေါင်းတင်ကြတာလေးပဲပေါ့နော်ဒီအပေါင်းတင်နေကြတာလေးပဲဒီကအပေါင်းဒါတက်ခဲ့အနှုတ်ဆိုဒီဘက်မှာပြတင်ကြတာလေးပဲပေါ့နော် ဒီကောင်အပေါင်းဆိုဒီတကယ်ပက်ထရီရဲ့အပေါင်းတင်ကြတာလေးပါလေအဲ့ဒီအပေါင်းတင်ကြတာလေးဒီဒါဒီငုတ်ကိုသူပြောတာပေါ့နော်ဒီငုတ်ရဲ့အောက်မှာဒီအစင်းအောင်ကြောင်းလေးရှိပေါ့နော်ဒါလေးကိုဒါကို circuit balance ခေါ်တယ်ပေါ့ဒီကောင်လေးကဒါတစ်ဆယ်တယ်ဒီအစင်းအောင်ကြောင်းလေးကအထူးသဖြင့်မျက်လုံးနဲ့မြင်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဝါယာတပင်လို့ပဲပေါ့နော်ဝါယာတပင်နဲ့တပင်ဆက်ထားတဲ့အတိုင်းပဲပေါ့နော်အဲ့ဒါဝါယာလေးလို့ပဲဒါမျက်လုံးနဲ့မြင်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီနေရာမှာဒီအစင်းအောင်ကြောင်းလေးသူဒီ line မှာသူအပေါင်းပြရတယ်ဆိုဒီငုတ်နဲ့ဆက်တဲ့ငုတ်မှန်းတဲ့ညောင်းကျွန်တော်တို့ဒီကျိုးသွားဆက်ပြလို့ရတယ်ဒီငုတ်မှမဟုတ်ဘူး အဆူပြင်းကြည့်မယ်ဒီကြည့်မယ်ဆိုရင်ဒီငုတ်ကနေပြီးဒီအစိမ်းအောင်ကြောင့်လည်းဒီဘန်ကောက်ကိုသွားရတယ်ဒီဘန်ကောက်ကိုလည်းကျွန်တော်တို့စိုင်းလင်းနေပြီးကြတော့ဒီပရိုင်ချသွားရတော့ကျွန်တော်တို့ဟုတ်ဘက်ကဒီငုတ်ကိုသွားဆက်လိုက်ကျွန်တော်တို့လင်းနေပါတော့ဘလို့ဆက်ဆက်ကျွန်တော်ရပါတယ်ဒီငုတ်သွားဆက်လိုက်ရတယ်ဒီငုတ်ဆက်လိုက်ရတယ်ဒီငုတ်ဆက်လိုက်ရမှာသူရဒီသူပြောတာဒီအစိမ်းအောင်ပလန်လေးပုံမှာရှိတဲ့ငုတ်မှန်မြောင်ကိုဆက်လို့ရပါတယ်ဒီဘက်ကအစိမ်းအောင်ပလန်လေးအဲကြတော့တစ်ဖက်ကအစိမ်းအောင်ပလန်လေးဖြစ်သွားပြီပေါ့နော်ဒီဘက်ကငုတ်ကိုသွားဆက်မယ်ဆိုကျွန်တော်တို့ရှော့ဖြစ်နိုင်ပါတယ်ဒီရောက်ကောင်ကကြတော့တခဲအနှုတ်ပလန်အကြောင်းဖြစ်သွားပြီပေါ့နော် ဒီကွာတာတကယ်အပေါင်းဘယ်လန်းကြောင့်ဖြစ်တယ်ပေါ့နော်โอเคကျွန်တော်တို့မရှင်းတာရှိလဲကျွန်တော်ဗီဒီယိုဒီဗီဒီယိုအောက်ကကွန်မန့်မှာမိခဲ့လို့ရရပေါ့နော်အဲ့မှာကျွန်တော်တိတိလောက်တော့ကျွန်တော်ပြန်ပြီးဖြေချပေးပါမယ်ဖြေချပေးပေါ့နော်ကျွန်တော်ဒီမှာတို့ပြန်မယ်တကယ်တမ်းသူပြောထားတာဒီဘက်ငုံနော်ဒီဘက်ကအစုံငုံနော်ကျွန်တော်ဒီငုံမှာဒီမှာတို့ပြန်မယ်ကလပ်ပါလိုက်နဲ့လေးနေပါနော် ဒီကလုတ်ကိုကျွန်တော်ဖွင့်ရထားပြီးတော့ light တို့ပြမယ်ပေါ့နော်သူပြောတာလည်းဒီငုတ်ဒီငုတ်ကိုကျွန်တော်တို့ပြမယ်ခဲ့ရဒီဘက်ငုတ်တို့လည်းလင်းနေပြဒီဘက်ဒီဘက်ငုတ်တို့လည်းလင်းနေပြဟုတ်ပဲဆုံးငုတ်တို့မယ်ဟုတ်ပဲဆုံးငုတ်တို့လည်းလင်းနေပေါ့နော်ကျွန်တော်ပြရတဲ့ဒီပက်လန်းမဟာကြီးပေါ့ရတယ်ပေါ့နော်အခုပြင်အရှာကကျွန်တော်ပြောတဲ့ဒီအနှုတ်ပဲသွားမယ်ကျွန်တော် short ပြသွားမယ်ပေါ့နော်ဒီခေါင်းကျတော့အနှုတ်ပဲလန်းပြသွားပြီပေါ့နော်ဒီကြောက်ကအေးအစင်းပြားလေးပေါ့ငုတ်တို့ငုတ်ကိုကျွန်တော်တို့ကြည့်မယ် တွေ့လားဟုတ်ပြီကျွန်တော်တို့တပြည့်ပြည့်နေပါတော့တပြည့်ပြည့်နေဒါကျွန်တော်တို့ဒီကင်မရာလေးမလို့သိမယ်မြင်ရတော့တပြည့်ပြည့်နေကျွန်တော်တို့ short ဖြစ်နေပါတော့โอเคကျွန်တော်မေးစီရဒီမှာငုတ်တီလဲကျွန်တော်မတို့ချင်ဘူးဆိုရင်ဒီကောင်လေးကိုလို့ချက်လိုက်ဒီသူ့ရဲ့ဒီအစင်းပြားလေးတို့လို့ချက်လိုက်ဒီပုံမှာသူကော်လေးနဲ့ပေါ်လာပါဘူးဒီကောင်မှသူကြီးပြားလေးပါအဲကြီးပြားလေးပေါ့နော်အေးကြီးအောင်နဲ့ကြီးပြားလေးပေါ့နော်အေးကြီးပြားလေးကိုကျွန်တော်တို့ဒီအဲပြောင်းချစ်ပြီးတော့ကျွန်တော်တို့ခဲစောခဲစောပြီးတော့ဒီဝါတက်လို့လည်းရတယ်ဒီနေရာမှာကျွန်တော်တို့ကြီးပြားလေးက တကယ်မဆိုးဆိုကျွန်တော်ထင်ရှုစီတွေပါလေနည်းနည်းတုပ်ပြီးပေါ့နော်အဲကနေပြီးကျွန်တော်တို့ခဲဆိုပြီးဒီဘာရောက်အဲဒီပလန်ပေါ်မှာလည်းတက်တာရရပေါ့နော်ခေဒါရတာကျွန်တော်တို့မီဒီယာဒီမီဒီယာဒါသဘောတရားလေးပေါ့နော်ဒီဒါမျိုးမီဒီယာကျွန်တော်ဥပမာပြောပြရင်ဗျာဒီကောင်ကတစ်ခုတည်းပြတ်တာမဟုတ်ဘူးโอเคအခုဒီကောင်တရားပြတ်တယ်ဆိုနောက်တစ်ချိန်ကျရင်ဒီမီဒီယာလေးကျွန်းသွားနေတာလေးကိုလည်းဖြစ်နိုင်တယ်ဒီစာကိလေးမကောင်းတာလေးဖြစ်နိုင်တယ်ဒီဘက်ကခလုတ်ကလေးစီးကျွန်းသွားတာလေးဖြစ်နိုင်တယ်ပေါ့နော်ဒီတကယ်မကောင်းတာလေးဖြစ်နိုင်တယ်သူဖြစ်နိုင်ပြီးဖြစ်ရတယ်တော်တော်များလေးပေါ့နော် ပြောမြင်ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီကောင်လေးကိုဒီကောင်လေးပြည့်ချက်တမြိုင်ပါနော်ကျွန်တော်ဒီဗီဒီယိုမှာပြောသားမယ်ပြည့်ချက်ကတော့ဒီတခဲပိုင်းဝါပြုတ်တဲ့နီးလေးပေါ့နော်ဒါလေးကိုကျွန်တော်တို့ကျွန်တော်ပြည့်ပြနေတဲ့အချိန်ကျွန်တော်မိတ်ဆွေတွေအိမ်မှာလည်းဒါမျိုးမီးတီနဲ့ပြည့်ချက်ချင်းတူးနေရဆိုရင်လိုက်လို့ကြည့်လို့ရရပေါ့နော်ဒီဒါမျိုးမီးတီညူရင်နီးလေးဟိုမှာကျွန်တော်ဒီတခဲပိုင်းကျွန်တော်မြက်ပြတ်သွားတယ်မိတီပြင်ပြထားတာရှိရဲ့ဒီမိတီပိုင်းပြတ်သွားတဲ့ မီဒီပိုင်းပြသွားတယ်မီဒီလုံးလေးလည်းပြင်ပြထားတာရှိရပေါ့နော်အဗီဒီယိုတွေကိုကျွန်တော် channel ထဲမှာဝင်ပြီးတော့တွားပြီးတော့ကြည့်နိုင်နေပေါ့နော်အဲဒါကျွန်တော်တို့တလုံးတူးကြည့်လိုက်ပါဒီကောင်လေးမှန်မှန်ဆိုတော့ဒီကောင်လေးတူးကြည့်လိုက်တူးကြည့်လိုက်နည်းမီးလင်းလာတယ်ဆိုရင်ဒါဆိုဒီငုံမှာတက်ကားပဲပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့လေးဒီငုံမှာတက်ကားမှဖြစ်တဲ့ဒီကောင်လေးကိုခေတော်လိုက်မှာပေါ့နော်ခေကျွန်တော်တို့ဒီခဲကောက်ထိတ်လေးကျွန်တော်တန်ရှင်းလုပ်ပေးလိုက်မှာပေါ့နော်ဒါမျိုး ထွင်းယူရတယ်ကျွန်တော်တွေ့လိုက်မယ်။ဟေးဟိုတိုင်းဟိုခဲကျွန်လာနေတယ်ကောနော်။အဲလိုလိုက်မယ်။ကျွန်တော်တို့မီဒီပေါ့နော်ဒီမီဒီဒီဝါယာတရားလေးပဲကျွန်တော်တို့တွေခဲဆွေးအောင်လုပ်ဆိုဒါမျိုးထွင်းယူရတယ်နည်းနည်းကြွေးပြရမယ်။ပြီးရင်ကျွန်တော်ဒီခဲကိုခဲလေးတင်ပြီးပေါ့နော်။ 그 그리딩 그 디테일 걱정 와일류 이런 계속 오면 လို့ရရင်ကျွန်တော်ခလုတ်ဖွင့်ကြည့်လိုက်မယ်ဒီတော့လင်းနေလာတာတွေ့ရပါတော့ဒါကြောင့်ကျွန်တော်ဒီကောင်လေးကျွန်တော်အကုန်ပြန်တက်လိုက်မယ်ကောင်လေးကိုဒီတက်ခဲလို့ညင်အောင်ဘုံဒီလိုင်းထားမှာပေါ့နော်ပြန်ထားမယ်ထားပြီလားကျွန်တော်အဲ့ကဲလည်းကောင်းတော့ကဲပြီကျွန်တော်ဒီထဲကိုကျွန်တော်အရင်ဗီဒီယိုတွေမှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲစကူလေးကဲပြီပေါ့နော် ဒီစကူလေးကိုလုံးလိုက်ရမှာ။ဘာလို့ဒီဘက်ကနေလို့ထည့်ပြီ။ဒီဘက်ဒီစကူလေးထည့်ပြရခြင်းမဟုတ်လားကျွန်တော်မီဒီနဲ့ဒီစကူနဲ့တက်ခင်းလိုက်ကြမှာကျွန်တော်တို့ခူပေးထားပါတော့။အဲလိုခူပေးထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီတက်ခဲ့ရတဲ့မီဒီကလိုင်းလုံးမှာမဟုတ်တော့လုံးရင်ကျွန်တော်တို့ခူလို့ကျွန်တော်တက်ခဲ့ဝိုင်ရကမပြုတ်တော့ဘူးနော်။နောက်မပြုတ်တော့ဘူးနော်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့လည်းနေ့လည်းပြုတ်ပြရတယ်ဘောနော်။ဒါမျိုးတက်ခဲ့ဝိုင်ရတွေပြုတ်ပြဆိုလို့ဘောနော်။ ဒါကျွန်တော်တို့ဒီဒီတရားဝါရထုတ်တဲ့အတူတူပြုတ်တာမဟုတ်ပါဘူးနော်ဒီဘောကကျွန်တော်ဘာကြောင့်ပြုတ်ရလဲဆိုရင်ကျွန်တော်တို့ဒီတခေတ်ကကြာတော့လှုပ်တဲ့အခါကျတော့ဝါရအမြင်လေးကပြက်ပြီးတော့ပြုတ်သွားတာပေါ့နော်ကျွန်တော်တို့ဘာပဲပြောပဲကျွန်တော်တို့အိမ်ဒီမှာရှိတဲ့မီဒီဆိုတော့လက်ကအမြဲတမ်းလှုပ်နေကြတယ်လို့ဒီမီဒီကလှုပ်နေမှာပဲဒီလက်ကအမြဲတမ်းငြိမ်ငြိမ်အောင်မှဘယ်သူမှမကင်တော့အဲဒီလှုပ်မှာပဲဆိုတော့ကျွန်တော်တို့ဒီကောင်းရဲ့လှုပ်မှာပဲကျွန်တော်တို့အဲ့ဒီမီဒီကလိုက်လို့တော့ဒီတခေတ်ကမလိုက်လို့လိုက်လို့လဲဆိုရင်ဒီဝါရကကြာတော့တပြေးနဲ့လှုပ်တာများပြီးတော့ဒီဝါရမှာပါတဲ့အမြင်လေးတွေက ဆွေးဆွေးသားပြက်သွားမယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့မီဒီဘလောက်လို့ဒီတက်ခဲမလို့တော့ကျွန်တော်တို့ဝါယာလေးမပြက်တော့ဝါယာမပြက်ရင်ကျွန်တော်တို့မီဒီလေးဝါယာလေးပါလေအခုလို့မလို့တော့ပေါ့နော်မလို့တော့ရင်ကျွန်တော်တို့တွေအဲမီဒီကလည်းမလင်းကြအကြောင်းရှိတော့ပေါ့နော်ဒီကျွန်တော်ကျွန်တော်ကဒီနေ့နေ့ပြည့်ပြည့်နေပေါ့နော်ဒီကောင်လေးတို့ကျွန်တော်သူ့ပါတဲ့အတိုင်းကျွန်တော်နက်ကလေးလေးပြန်ဆိုက်လိုက်မယ်ပေါ့နော် မင်းကလေးလေးတော့ပါမယ်မလို့ဒီနေ့နေ့လေးတော့ကျွန်တော်ဆက်တဲ့ဗီဒီယိုလေးကိုကျွန်တော်ကြော်လိုက်မယ်ပေါ့နော်ခုနကကျွန်တော် net တရားကျွန်တော်ဒီဘာတွေကစကူတော့အကုန်ပြန်တက်ပြီးရနော်တက်ပြီးရကျွန်တော်တို့ဖွင့်ကြည့်မယ်ဒါတော့ဆင်းပြေပါတော့ င်တော့ဒီဖုန်းလေးကျွန်တော်ပြန်ဖုန်းပြီပေါ့နော်ဒီဖုန်းလေးကျွန်တော်နည်းနည်းတုပ်ပြီပေါ့နော်ဒီတက်လိုက်မယ်ကျင်တက်တဲ့နေရာတက်တဲ့နေရာမှာဒီပြီးမှကျွန်တော်ကော်ဒီကတ်တာလေးရယ်ပေါ့နော်ကျွန်တော်တို့ဒီနေရာမှာကော်ဒီမကတ်တော့ဘူးခွေကော်ဒီအကေဒီနေရာမှာကျွန်တော်တို့ဒီတက်တဲ့ခါမှာကျွန်တော်ကော်ကတ်လိုက်တဲ့ခါနောက်တစ်ခါပြန်ဖြုန်းကျွန်တော်တို့ကော်ရင်းနေဆိုရင်မလိုဘူးပေါ့နော်ဖြိုးလို့မလိုပါအဲ့တော့ကျွန်တော်တို့ဒီဘွားနေတိတ်ပဲအုပ်ပြီပေါ့နော်တိတ်ကလေးပဲဒီဘွားနေကတ်ပြီပါကျွန်တော်ဒီမီဒီယာတော့ချက်ရတော့တိတ်လေးမကတ်တော့ပေါ့နော် ဒီဖုန်းလေးချက်တယ်ဒီလိုချွတ်လွယ်လွယ်နဲ့မချွတ်ဘူးနော်လွတ်လပ်ကြလို့ဒီကွာမချွတ်တဲ့အနေထားဆိုကျွန်တော်တို့ဒီမီဒီကိုတိတ်ဒီပဲမကတ်လို့ကျွန်တော်ပြည်တည်းရတော့ဒီညမှာချောင်းနေဆိုတော့ဒီပြန်မျိုးဒီလိုလေးအရှက်လိုက်လို့ပေါ့နော်တိတ်ကလေးနဲ့ဒီပြန်လေးစီးပြီးလဲပေါ့နော်ဒီဘွားနေပြီးတော့ဒီပြရတယ်ကျွန်တော်ဒီထဲအားသွင်းကြည့်မယ်ဒါမင်းကောင်မင်းတို့အာသွင်းသွင်းကြည့်မလို့ပလက်ကောင်မဒါမျိုးခြားခြားလေးနဲ့အာသွင်းသွင်းကြည့်ပါတော့ကျွန်တော်တို့ဒီမှာအာမသွင်းမယ်ကျွန်တော်နောက်တဲ့ဒီကောင်းကောင်းမကောင်းကျွန်တော်ဘလူးနီးနဲ့ ဆန်းရမယ်ဆိုတော့ဒီမီဒီကဒီမီဒီကိုအသွင်းလို့ရလားမရလားဆိုတော့ကျွန်တော်ဘယ်လိုနည်းလမ်းနဲ့ဆန်းရမလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်။ဟိုအော်ကျွန်တော်ပြောပြလို့မရဘူးဗောနော။ဒီကောင်းနေတာခေါင်းကြီးလေးဖြစ်နေပါလေ။ဒါကောင်းတယ်ဗောနော။ကျွန်တော်ဒီကောင်းခေါင်းကြီးကျွန်တော်ရှိမှရှိတာကျိုးကခေါင်းသေးဗောနော်။ဒီကောင်းအသေးပါထဲလို့မရဘူး။ဒီကောင်းဓမီးပိုင်းထိုးလို့ရရဗောနော်။ဒါမျိုး ါမျိုးခေါင်းသေးတဲ့ပေါ်တူကြီးထိုးရမယ်ပေါ့နော်ကျွန်တော်ကထိုးရမယ်ဒီကောင်ကခေါင်းကြီးတော့တည်းသူကကျိုးခေါင်းနဲ့အကြီးမှရမယ်ပေါ့အဲ့ဒါကြောင့်ကျွန်တော်ဒီထဲမှာဆန်းတော့မပြရတော့ဘူးဒီကောင်ကခေါင်းနဲ့ပေါ့နော်ခရီးနာမှာကျွန်တော်ဘလိုနီးနေလဲနားထဲထက်သိနိုင်နေအောင်ဆိုကျွန်တော်ပြမယ်ဒါမျိုးတန်ကြောင်လေးဒီခေါင်းနဲ့ကျွန်တော်ထည့်ဒီကောင်းလေးဒီလိုလေးထိုးလိုက်မှာနော်ကျွန်တော်ဒီကောင်းလေးနဲ့တကူထိုးလိုက် ထိုးလိုက်မယ်ဒီလိုမီးပွင့်လာအောင်လို့တခြားလေးပြမယ်ခေထိုးလိုက်မှာနော်ခေဒီတောင်ဒီကောင်းလေးနဲ့မီးပွင့်မလာဘူးလို့ဒါပန်ချောင်းနဲ့ထိုးမှရမှာပန်ချောင်းနဲ့လျှဲစစ်ကူရမယ်ပေါ့နော်ဒါသားလေးထည့်လိုက်ထည့်လိုက်တာနဲ့ဆိုမီးပွင့်လာမယ်ပေါ့နော်ပြေးဒီမယ်မီးပွင့်လာရင်ပေါ့နော်ဒီမှာထည့်လိုက်တာနဲ့ဒီလိုမီးပွင့်လာမယ်ပေါ့နော် ဆိုဒီလိုမီးလေးပွင့်လာမြင်တာဒီကောင်းလေတာကောင်းတယ်ပေါ့နော်နည်းနည်းညှော်တော့နည်းပါရပေါ့နော်ကျွန်တော်အဲ့လိုနည်းနည်းကျွန်တော်ဆန်းလို့ရပါတယ်ဒီမီးရဲ့ဒီလိုလဲပေါ့နော်အားတော့ဒါကျွန်တော်ခြာချင်ပိုင်းကောင်းမကောင်းကျွန်တော်ဆန်းပြပေးရပါတော့ပြီးချိန်တော့ဒီလေးကလည်းပြန်ပေးလိုက်မယ်။ဒီလိုတော့ဒါလင်းရပါတော့လင်းတိတ်ထွက်လိုက်ပါ ဒါကပရမတစ်ချက်ဒါဒုတိယချက်ဒုတိယချက်ကနည်းပေါ့နော်အေးဒုတိယချက်ကပိုတော့နည်းလာပေါ့နော်မီဒီယာဒါတော်တော်အဆင်ပြေလို့ပြောရမယ်ဘေးမရှင်းအားရှင်းတို့ရေမရှင်းအောင်ရှင်းကျွန်တော်ဒီဗီဒီယိုအောက်မှာ comment မှာပေးလို့ရရပါတော့ကျွန်တော်ဒီဗီဒီယိုကျွန်တော်ဒီမှာပဲဆိုတဲ့မယ်အားလုံးပဲမင်္ဂလာရှိတဲ့နေ့ဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဒီဗီဒီယိုလေးကကျွန်တော်မေဆွေတဲ့အသိပညာဘူးတူတာတစ်ခုစုံတစ်ခုရရှိဆိုရင်ကျွန်တော်ဒီ channel ကို ကျွန်တော်ဒီဗီဒီယိုကို like ပြီးပြီးတော့ကျွန်တော် channel ကို subscribe လုပ်ပေးခြင်းနည်းနည်းကျွန်တော်ထောက်ပံ့ပေးကြရပါတော့เนาะโอเคဒီဗီဒီယိုကျွန်တော်ဒီမှာပဲအဆုံးသတ်ပါမယ်